ပြည်သူ့ကောင်ွယ်ရေးတပ်မတော်ထူထိုင်းစစ်ဌာနကိုကဲမှုအောက်မှာပြည်သူ့ကောင်ွယ်ရေးဖွဲ့ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေဖြင့်ပအဝင်ပြီးတော့စစ်စင်ရေးတွေကိုပူးပေါင်းဆောင်ရွက်နေတဲ့ပကဖစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ပေးခဲ့တယ်လို့အထူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။စစ်စင်ရေးတွေကိုပူးပေါင်းဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်းမွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းနဲ့ပဲခူးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုနိုဝင်ဘာလ10ရက်နေ့မှာ ပဲခူးတိုင်းရှည်ရန်စခန်းတနေရာမှာလက်နက်ပေးရခဲ့တာပါ။တိုင်းစစ်ဌာနကုတ်ကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကောင်ကွယ်ရေးအဖွဲ့ပကဖတွေကိုတေချာစုဖွဲ့မှုလုပ်ပါတယ်။ပြီးရင် PDF နီးတူလေ့ကျင့်ရေးတွေလုပ်တယ်။ပြီးရင်လက်နက်ခဲယံတက်ဆင်ပြီး PDF နဲ့တူရှည်ရန်စစ်ဆင်ရေးတွေမှာပါဝင်နိုင်အောင်အင်အားစုစည်းတာပါလို့အထူးတိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးမှုရဲဘော်အောင်ဆန်ရှားက ARD Times ကိုပြောပါရယ်။အဲ့ဒီခန်းနာကိုထူးတိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးမှုရဲဘော်အောင်ဆန်ရှား ဒုက္ခကဲရည်မှုရဲပေါ်အေမင်းထွန်းတို့တက်ရောက်ခဲ့ပြီးတိုင်းစစ်ဌာနရာရှိတွေနိပြဝမှုတွေက PDF ပကဖပူပေါင်းစစ်စင်ရေးကိစ္စတွေသတင်းထောက်လန်းရေးထောက်ပို့ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ရှေ့ဆက်ဆောင်ရွက်မဲ့စစ်စင်ရေးတိုင်းမှာပကဖတွေဟာ PDF နဲ့အတူအမိန်ပေးကုကဲမှုတစ်ခုတည်းအောက်မှာစီစီလုံးလုံးနဲ့ပါဝင်ပြီးကိုတက်အင်အားကိုခိုင်မာ တောင့်တင်းကစစ်ကောင်စီရဲ့ထိုးစစ်တွေကိုချေမှုန်းဖို့နဲ့ စီရေးအချိန်မြင့်ဆောင်ရွက်ကြဖို့ပါလို့ရဲဘော်အောင်ဆန်ရှားကဆက်လက်ပြောပါတယ်အထူးတိုင်းစစ်ဌာနဟာပြည်သူ့ကာကွယ်ရေးတပ်မတော်စီယုံချုံရဲ့လမ်းညွန်ချက်တွေနဲ့အညီတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တွေလက်ယုံတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖတွေဒေသအခြေပြုကာကွယ်ရေးဖွဲ့ LDFS တွေနဲ့အတူစစ်စင်ရေးတွေအချိန်မြင့်တင်နိုင်မှုဂျိုးမန်းဆောင်ရွက်နေကြောင်းလည်းထုတ်ပြန်ထားပါတယ်